ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးတွေအမြန်အကောင်အထည်ဖော်ဖို့ပြည်အောင်စုလွှတ်တော်ကတိုက်တွန်းလိုက်ပါတယ်။ဥအောင်ကြီးသတင်းပေးပို့ထားတာပါ။2015ခုနှစ်ဇန်နဝါရီလ22ရက်နေ့ကကျင်းပပြုလုပ်တဲ့ပြည်ထောင်စုလွှတ်တော်မှာပြည်ထောင်စုလွှတ်တော်နာယကသူတော်ဦးရှိမန်ကပြည်ရင်းငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်ရှေ့ရှုပြီးနိုင်ငံတော်သမ္မတနဲ့ကာကွယ်ရေးဦးစီးချုပ်ပါဝင်တဲ့6ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန်ဒီကနေ့တိုက်တွန်းလိုက်တာဖြစ်ပါတယ်။အဆိုရင်ပါရှိသည့်အတိုင်းပြည်စုံပန်နဲ့အနာကမြန်မာနိုင်ငံတည်ဆောက်ရေးအတွက် အခြေအနေကောင်းများဖန်တီးလန်းခင်းပေးနိုင်ရန်နိုင်ငံတော်သမ္မတဦးဆောင်သော၆ဥဖွဲ့စောလင်စွာတွဲဆုံဆွေးနွေးခြင်းအားဖြင့်နိုင်ငံတော်တည်ငြိမ်ရေးချမ်းရေးနှင့်ပုံပြိုးတိုးတက်ရေးအတွက်၎င်းတိုင်းသားစီလုံးညီညွတ်ရေးအမျိုးသားပြန်လည်တည်မြဲရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးအတွက်၎င်းဒီမိုကရေစီပြည်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက်၎င်းပုံမှုကောင်းမွန်သောအကျိုးရလဒ်များဖြစ်ထွန်းလာနိုင်မည်ဖြစ်ပါသည် နာတို့ဖြစ်ပါ၍ပရမအကျင့်တွေးဆုံပြီးဆွေးနွေးပွဲမူပေါင်းအပါဝင် ရှေ့လုံငန်းစဉ်များဆွေးနွေးဤနိုင်တတ်မှတ်နိုင်အတွက်နိုင်တော်သမတ်ဥဆောင်သော၆ဥဖွဲ့တွေးဆုံရေးကိုစောလင်စွာပြုလုပ်ပြန်လိုအပ်ပါကြောင်းကြံကြားအပ်ပါသည်နာယကပါ ပြည်ထောင်စုတက်ချိန်မြောက်ပြီးတော့သူ့လွှတ်တော်မှာဘကိုးတိုင်းဒေသကြီးမှာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ထွန်းကအရေးကြီးအဆိုတင်သွင်းခဲ့ပါတယ်။နိုင်ငံတော်သမ္မတထံကိုပြည်ထောင်စုလွှတ်တော်က26ရက်17လ2014ရက်နေ့မှာ6ပွင့်ဆိုင်တွဲဆောင်ဆွေးနွေးရေးလုပ်ဖို့တိုက်တွန်းခဲ့ပြီး2015ခုနှစ်ဇန်နဝါရီလ19ရက်နေ့မှာတော့နိုင်ငံတော်သမ္မတရုံးမှာပြည်ထောင်စုလွှတ်တော်ကိုပြန်လည်ပြေပို့ခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြောင်းလဲရေးဖွဲ့စည်းပုံခြေကံဥပဒေပြင်ဆင်ရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက်သမ္မတလွှတ်တော်နေရဥက္ကဋ္ဌတွေကာကွယ်ရေးဦးစီးချုပ်ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်းရင်းသားကိုယ်စားလှယ်ဒေါက်တာအေးမောင်တို့ တွေ့ဆုံကြဖို့လွတ်တော်ကတောင်းဆိုထားတာပါကျွန်တော်အောင်ကြီး